အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဆန္ဒလပိုင်းအတွက်ကျွန်တော်တက်တော့ကန်နမိတ်ကြည့်ပြီးမှာဖြစ်ပါတယ်ဒီနေ့မှာတော့ဖော်ထုတ်တာမိတ်အတွက်ပါအချစ်ရဲ့အိမ်တော်ရဲ့စီးပွားရေးငွေကြေးလောက်ကန်ပညာရေးသာရိတန်ကအဆုံးပညာရေးကအစကျွန်တော်စုံလျောင်းလေးကြည့်ပေးမယ်ပြီးရင်မြေရနောက်မှာကျွန်တော်ရတရားလေးလည်းပေးမယ်ဒီရတရားလောက်ထားမယ်ဆိုရင်ဒီဆန္ဒလပိုင်းမှာဖော်ထုတ်တာမိတ်အတွက်ကန်ကောင်းခြင်းတွေကိုယ်စီကိုရောက်ရှိလာမှာဖြစ်ပါတယ်ရတရားကိုပြန်လုပ်ပေးပါဦးကျွန်တော်အကြံပြုချင်ပါတယ်ခင်ဗျာ မျိုးလေးမစတင်ခင်မှာကျွန်တော်အခုကြီးတစ်ခုတောင်းချင်ပါတယ်ကိုလိုမျိုးပဲအခက်အခဲတွေအကျက်တွေရင်ဆိုင်နေကြတဲ့လူမြင်သိသွားရအောင်ဒီဗီဒီယိုမြင်လာနဲ့ share ဝင်မြခြင်းလုပ်ဖို့မိပါနဲ့ခင်ဗျာမိတ်ဆွေတို့ share တဲ့ချက်ကတစ်ဖက်ကရေတရိုင်လိုက်ချင်လို့အရှင်ပြေသွားမယ်ဆိုရင်မိတ်ဆွေရဲ့ကျွန်တော်ကလည်းထပ်တူကိုလိုရမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီဗီဒီယိုမြင်လာနဲ့ like share follow နိုင်ဖို့မမေ့ပါနဲ့ခင်ဗျာကဲဒါဆိုရင်ကျွန်တော်တို့ like ကြကြမယ်ခင်ဗျာ ဒီ၁၂လပိုင်းမှာဘုရုသားမိတွေကံကောင်းနေလားကံဆိုးနေလားနှကုံးနဲ့မေးရင်ကောင်းအားက80ရာခိုင်နှုန်းလောက်ရှိနေပါတယ်။တတိထားရမှာ30လောက်ပဲရှိပါတယ်။အဲ့ဒါကပါမွားလေးပါ။ကျွန်တော်ပြီးတဲ့ကြေတရားကိုခြေလိုက်မယ်ဆိုရင်တရားရာခိုင်နှုန်းဘုရုသားတွေကံကောင်းမှာဖြစ်ပါတယ်။ဘာတွေကဒီလောက်တော့ကံကောင်းနေတာလဲဆိုတော့ကိုအသေးစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်။ နံပါတ်တစ်ချက်အရန်ကောင်းနေတာကငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကံငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်မယ်ဆိုရင်လည်းကံနဲ့ပတ်သက်ပြီးတော့ငွေတွေအမြောက်များဝင်လာဖို့ရှိပါတယ်။ဒါကြောင့်မို့ဒီ၁၂လပိုင်းမှာဘုရူသားမီးတွေကံဆန်းကြည့်ပါလို့ပဲကျွန်တော်အကြံပြုချင်ပါတယ်။ဘီဝဲနောက်မှာပြီးရင်ကံကောင်းနိုင်တဲ့နံပါတ်ကံကောင်းနိုင်တဲ့အကြောင်းလည်းကျွန်တော်ပြောပြပေးပါမယ်။အလောက်ကိုင်းစီးပွားရေးနဲ့ပတ်သက်ပြီးတော့တော့ကြံ့ကြာနေတယ်ဘယ်တော့မှမရတော့တဲ့ငွေတွေကပြန်လည်ရရှိတာမျိုးတွေကြုံတွေ့နိုင်ပါတယ်။ မထင်မှတ်ထားပဲအမွေတွေရရှိတာမျိုးတွေကြုံတွေ့နိုင်ပါတယ်။ဒါကြောင့်မို့ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်မယ်ဆိုရင်ကိုယ့်ရဲ့မိတ်ဆွေတကယ်ချင်းတွေကကိုယ့်စီရငွေတွေယူတော့လည်းပြန်မပေးတဲ့လူတွေတောင်မှပြန်ပေးခြင်းနဲ့စိတ်ဒုက္ခဖြစ်ပြီးတော့ပြန်လည်ရရှိတာမျိုးတွေလည်းကြုံတွေ့နိုင်ပါတယ်။ဒါကြောင့်မို့ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကံကပရိုတာမီတွေဒီဆက်လက်ပိုင်းမှာအကောင်းဆုံးနိုင်ငံထဲမှာရှိနေပါတယ်။အရန်အားကောင်းနေပါတယ်။ဒုတိယတစ်ချက်ကောင်းနေတာကမိတ်ဆွေကောင်းတကယ်ချင်းကောင်းတွေကိုယ်မှာရှိနေပါတယ်။ မိတ်ဆွေကောင်းတကယ်ချင်းကောင်းအကျိုးပေးမှုကြောင့်ကိုမအလောက်ကိုင်းတွေစင်ပြေတာမျိုးငွေတွေဝင်လာမျိုးတော့မိတ်ဆွေရဲ့အကူအညီထောက်ပံ့ကြောင့်ကိုရဲ့အခက်အခဲတွေပြေလည်သွားတာမျိုးတွေကြုံတွေ့နိုင်ပါတယ်ဒီတစ်ချက်တော့အရန်ကောင်းတယ်တစ်ခုလေးတတိထားရမှာကကိုရဲ့မိတ်ဆွေတွေကကောင်းမှလျက်နဲ့ကိုအတုံးမချမှုကြောင့်ကိုအနောက်ကနေထွက်သွားတတ်ပါတယ်ဒီနမိတ်ကိုမြအောင်ကြည့်ပါဒါအယူကတ်လို့ခေါ်တယ် နော်တီလူတယောက်ကနော်ပျော်ပျော်စွန်းတက်တက်ကြွကြွနဲ့သွားနေတယ်အစိမ့်မှာကြောက်ကဘာရှိတော့သူကမသိဘူးမမြင်ဘူးဒါပေမဲ့သူ့ပုံစံကြည့်လိုက်အများအားတက်ကြွနေတယ်ပုံစံဖြစ်နေဒီနမိတ်ကိုကြည့်ချင်းအားဖြင့်ဘောရိုသားမီးတွက်မေးဆွေကတငယ်ချင်းကအယံကောင်းတယ်ကိုအတုံးမကြမှုကြောင့်ကိုပြည့်နေထွက်သွားတတ်ပါတယ်ဒါကြောင့်ကိုရဲ့တငယ်ချင်းတွေမိတ်ဆွေတွေပေါ်မှာအလေးထားတတ်ဖို့အရန်ရင်ကြည်ပါတယ် နောက်တစ်ချက်မိသားစုရင်းနဲ့ပတ်သက်မယ်ဆိုရင်ကောင်းပါတယ်ကိုယ့်ရဲ့မိသားစုမှာငွေချင်းနဲ့ပတ်သက်ပြီးတော့အခက်အခဲတွေကြုံတွေ့နေတာပဲဖြစ်ဖြစ်ငွေချင်းနဲ့ပတ်သက်ပြီးတော့တောင်းကများနေတဲ့သူတွေရှိတယ်ဆိုရင်မကြာခင်မှာအဆင်ပြေသွားမယ်မကြာခင်မှာငွေချင်းတွေဝင်လာတော့မယ်ဆိုတဲ့နမိတ်မှာရှိနေပါတယ်ဒါကြောင့်မို့ငွေချင်းဥစ္စာပြည့်စုံတဲ့ပတ်သက်တာတော့တော်တော်လေးကောင်းနေတဲ့နေ့နဲ့တစ်ခုဖြစ်ပါတယ်ကိုကြီးပဲကောင်းတာမဟုတ်တော့ကိုယ့်ရဲ့မိသားစုဝင်တော့မှကောင်းသွားမယ်ဆိုတဲ့နမိတ်ထဲမှာရှိနေပြန်ရော နောက်တစ်ခုကတော့ကိုယ့်ရဲ့မိဘတွေညီကောင်မောင်နှမတွေနားလည်မှုလွဲနေတာပဲဖြစ်ဖြစ်ကိုယ်နဲ့ကိုယ့်ရဲ့မိသားစုနဲ့နားလည်မှုတွေလွဲနေတာပဲဖြစ်ဖြစ်နောက်တယောက်တယောက်အဆင်မပြေဘူးဆိုရင်ဒီဆက်လက်ပိုင်းမှာအဆင်ပြေသွားမယ်ဆိုတဲ့နေထဲမှာရှိပါတယ်ပြီးတော့ကိုယ့်ရဲ့မိသားစုဝင်ထဲမှာတော့ပြောင်းနေတာပဲဖြစ်ဖြစ်အဆက်အသွယ်ပြတ်နေတာဖြစ်အဲ့လိုလူတွေရှိတယ်ဆိုရင်လည်းပြန်လဲအဆက်အသွယ်ရရှိတာမျိုးတွေဂျုံထွေးနိုင်ပါတယ်နောက်တစ်ချက်ရန်ကောင်းတာကဒီဆက်လက်ပိုင်းမှာအိမ်ဝယ်ဖို့စီစဉ်ထားတဲ့သူတွေခြံဝယ်ဖို့စီစဉ်ထားတဲ့သူတွေအရန်ကြိုးပေးပါတယ် ကိုမထင်မှတ်ထားပဲငွေအမောက်နည်းနည်းလေးနဲ့ညရှိတတ်ပါတယ်။ရောင်းမဲ့သူတွေနည်းနည်းကလည်းရောင်းမှအကျိုးပေးပါတယ်။ကိုမမျော်လင့်ထားတဲ့ငွေအမောက်ထက်ပိုပြီးတော့ရရှိတတ်ပါတယ်။ဒါကြောင့်မို့ဝယ်တာပဲဖြစ်ရောင်းတာပဲဖြစ်အိမ်ချမ်းမြေနဲ့ပတ်သက်မယ်ဆိုရင်မို့လို့တောင်းရင်တည်းအရန်အားကောင်းနေတယ်။တော့လှတလားမှရှိနေပါတယ်။နောက်တစ်ချက်အချိန်နဲ့ပတ်သက်တာကြလာတဲ့မေးရကတော့ဘုရုသားတပည့်တွေကံကြမ္မာလှဲပင်းကြီးဖြစ်တယ်။လှဲပင်းဆိုတာမိတ်ဆွေတို့မြင်အောင်ကြည့်လိုက်ပါကျွန်တော်တို့ဆိုရင်ဒါနယ်ကလူတွေကြတော့เนาะ အာလဲလောက်ပူတဲ့သူတွေကြတော့တိလိမ့်မယ်လဲဘိန်းတိလားအတော့ကားဘိန်းလဲဒီတိုင်းမယ်နော်ဘိန်းဆိုတဲ့သဘောကအပေါ်ရောက်လိုက် အောက်ရောက်လိုက်အပေါ်ရောက်လိုက်အဲ့ကြလဲပတ်နေတယ်ဆိုတဲ့သဘောမှာရှိပါတယ်ဒါကြောင့်မို့မိတ်ဆွေရဲ့ကံကြမ္မာကလည်းအခြေအနေပတ်သက်လာမယ်ဆိုရင်အခြေအကံတွေညံ့ခဲ့တဲ့မြာဆိုးခဲ့တဲ့မြာမကြခင်မှာအစင်ပြေတော့မယ်ကိုယ့်ရဲ့ဖူးစာစစ်ဖူးစာမှန်အိမ်အောင်ဘက်ကောင်းတွေရရှိတော့မယ်ဆိုနမိတ်ထဲမှာရှိပါတယ်ဒီကံကြမ္မာလှဲဘိန်းကလဲနေတဲ့သဘောမှာရှိရနော်မိတ်ဆွေက ပြီးခဲ့တဲ့လတုန်းကပြီးခဲ့နှစ်တော့အခြေခံမကောင်းအခြေခံညက်နေတယ်ဆိုတေချာပေါက်ဒီလထဲမှာနော်အခြေခံတွေကောင်းလာတော့မယ်အဆင်ပြေလာတော့မယ်ဘာကြောင့်လဲဆိုတော့မိတ်ဆွေရဲ့အညက်တွေကအောက်ရောက်သွားပြီးကောင်းလာတဲ့တဖန်ပြန်လဲစင်တန်တော့မယ်ဆိုတဲ့နမိတ်ထဲမှာရှိပါတယ်ဒါမှမဟုတ်မိတ်ဆွေကအခြေခံတွေအရန်ကောင်းနေတယ်အရန်ဆင်ပြေနေတယ်ဆိုရင် မကြောက်ခင်မှာအခြေခံတွေရုပ်ပြညက်သွားတတ်ပါတယ်။ဒါကြောင့်မို့ကိုအခြေခံတွေအရန်ကောင်းနေတယ်၊အရန်ဆင်မြင်နေတယ်ဆိုရင်မပျော်နဲ့နော်။မကြောက်ခင်မှာညက်သွားတတ်ပါတယ်။အရန်ညက်နေတဲ့သူတွေကတော့မကြောက်ခင်မှာကောင်းလာတော့မယ်ဆိုနေမိတယ်မှာရှိပါတယ်။ကံကြမ္မာလှဲပင်းဆိုတဲ့အတိုင်းလေပတ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့ကောင်းတဲ့လက်အဆိုးတဲ့လက်ဒီလိုလေပတ်နေတဲ့သဘောမှာရှိပါတယ်။ဒါကြောင့်မိတ်ဆွေကအရင်တော့အခြေခံညက်နေတယ်၊အရင်တော့အခြေခံဆင်မပြေဘူးဆိုရင်တေချာပေါက်အဆင်ပြေတော့မယ်ဆိုတဲ့လာတလာနေမှာရောက်လာပါပြီခင်ဗျာ။အခြေခံကောင်းနေတဲ့ဆိုတော့ view site ပေးပါအညက်လေးတွေရောက်ရှိမှာဖြစ်ပါတယ်။ ။နောက်တစ်ချက်ထိထားရမှာကကိုကအရန်ဆန်းပွင့်နေတယ်။အရန်ကန်ကောင်းနေတဲ့အချိန်မှာမနာလိုတဲ့သူတွေမုံတီးလူကြောင့်ကိုမှစိတ်နှောင့်ဆက်လေးတွေဖြစ်ရတတ်ပါတယ်။ဒါကြောင့်ပတ်ဝန်းကျင်ကိုဂရုမစိုက်နဲ့။ကိုမှန်တဲ့ဖြင့်ဆက်လုပ်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်။ပတ်ဝန်းကျင်ကိုဂရုစိုက်နေမယ်။နော်။သူတို့ဝေဖန်အောင်ကိုကတတိထားနေမယ်ဆိုရင်မိတ်ဆွေကစင်ညစ်ဆရာတွေပူပန်ဆရာတွေတောက်ကတွေညားလိမ့်မယ်။ဒါကြောင့် ကိုကိုကိုမှန်အောင်နေပါကိုကိုကိုတော့ကောင်းအောင်နေပါလို့ပဲကျွန်တော်အကြံပြုချင်ပါတယ်ကိုမှန်တဲ့အထင်ဘသူ့ကိုမှဂယူမဆိုင်နဲ့လှုပ်ရှားစီတာဆက်လုပ်ပါလို့ပဲအကြံပြုချင်ပါတယ်ခင်ဗျာကဲအိမ်တော်ကြီးကန်တဲ့ပတ်သက်တာကြောက်ရတယ်မယ့်ရပြောရမယ်ဆိုရင်เนาะအာဒီလူတယောက်ကเนาะ ငွေတွေကိုချနှင်းထားတယ်ပြီးတော့ခေါင်းပေါ်မှာရွက်ထားတယ်ပြီးတော့သူ့ရဲ့ရင်ဘက်ထဲမှာလည်းပိုက်ထားတယ်ဆိုတဲ့နမိတ်ထဲမှာရှိပါတယ်ဒီနမိတ်ကအရန်ကောင်းပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အဆင်မပြေတဲ့သူတွေ၊ကွဲကွာနေတဲ့သူတွေ၊နားလည်မှုလွဲနေတဲ့သူတွေအိမ်တော်ကြီးကြောက်တော့ကများနေတဲ့သူတွေရှိတယ်ဆိုရင်မကြာခင်မှာအဆင်ပြေတော့မယ်မကြာခင်မှာအိမ်တော်ကြီးကံကောင်းတော့မယ်ဆိုတဲ့နမိတ်ထဲမှာရှိနေပါတယ် ဒါကြောင့်မို့ဖုတ်လို့သားမိနေတဲ့အိမ်တော်ကြီးကံကအရန်ကောင်းပါတယ်။ကျွန်တော်ကျမတို့ကအိမ်တော်ကြီးကွဲနေတဲ့အဆင်မပြေဘူးဆိုရင်ကိုကကိုရဲ့အမျိုးသားကိုရဲ့အမျိုးသမီးကိုပြန်ပေါင်းချင်စေရှိတယ်ဆိုရင်တေချာပေါင်းပြန်ပေါင်းရမယ်ကာလာထဲမှာရှိပါတယ်။လူလွတ်တွေအနေနဲ့ကောင်းလာတာကခုကမမျော်လင့်ပဲနဲ့အိမ်တော်ဘက်ကောင်းနေရရှိတာမျိုးကိုပေါ်အရန်ကယူဆိုင်တဲ့သူအနစ်နာခံတဲ့သူတွေလည်းရရှိတတ်ပါတယ်။ဒီတစ်ချက်တော့အရန်ကောင်းနေတဲ့နမိတ်ထဲမှာရှိပါတယ်။ ကျမရည်နဲ့ပတ်သက်မယ်ဆိုရင်ထွေထုထုတော့စိတ်ပူစရာတော့မလိုဘူးဘုရုသားပြီးနေနဲ့ကျမရည်ပတ်သက်တော့အရန်ကောင်းပါတယ်အနာနဲ့ဆေးနဲ့မတိတ်တဲ့သူတွေကျမရည်ညံ့နေတဲ့သူတွေမကြခင်မှာကျမရည်ကောင်းတော့မယ်မကြခင်မှာဆရာကောင်းသမားကောင်းတွေတွေ့ပြီးတော့ကျမရည်တက်တာပြောင်းကင်းသွားမယ်ဆိုတဲ့နေရာမှာရှိပါတယ်ဒါကြောင့်မို့ဘုရုသားပြီးဒီဆန္ဒပိုင်းမှာကျမရည်နဲ့ပတ်သက်ပြီးတော့နော်ဂယုဆိုင်စရာတော့မလိုဘူးနော်ယောဂဝိဒါရီခံစားနေရတယ်ဆိုမကြခင်မှာပြောင်းကင်းသွားတော့မယ်ဘာမှဖြစ်တဲ့သူတွေကလည်းဘာမှဖြစ်လာမှာတော့မဟုတ်ဘူး။ကျမရဲ့ပတ်သက်မယ်ဆိုရင်အရန်အားကောင်းနေတယ်။ခလာထဲမှာရှိပါရဲ့ တခုတတိထားရမှာကဘုရုသားသမီးဖေဖေမေမေလေးနေနဲ့ကို့မှာတမီးမင်းကလေးတွေမွေးထိုင်ယူဆိုင်ပေးပါခင်ဗျာတမီးမင်းကလေးကြောင့်ကို့မှာတောကားများတာတွေစိတ်ညစ်စရာတွေကြုံတွေ့ပြီးတော့เนาะသားသမီးအတွက်ကြောင့်ကို့မှာအပူပင်တွေခံစားရတတ်ပါတယ်သားသမီးအတွက်ကြောင့်ကို့မှာစိတ်ညစ်စရာတွေကြုံတွေ့ရတတ်ပါတယ်ဒါကြောင့်မို့ဘုရုသားသမီးဖေဖေမေမေလေးနဲ့ကို့မှာတမီးမင်းကလေးမွေးထိုင်အထူးယူဆိုင်ပါလို့ပဲကျွန်တော်အကြံပြုချင်ပါတယ်ဒါမွေးထားတဲ့သူတွေနေနဲ့ကတော့အရန်ကောင်းပါတယ် ကိုကသားကျုပ်ခံစားရမယ်လတလမှာရှိပါတယ်ကိုရဲ့သားကစိုးတွန်းနေတယ်ဆိုရင်ပြောဆိုဆုံးမကြည့်ပါအလွယ်တကူလက်ခံတာမျိုးနားထောင်မျိုးတွေကြုံတွေ့နိုင်ပါတယ်ပြီးတော့သားကျုပ်လည်းခံစားရမယ်ဆိုတဲ့ကာလထဲမှာရှိပါတယ်ဥပမာဘောဒုသားတမီဖေဖေမေမေနဲ့ကိုရဲ့သားရင်းထဲမှာအလုံးနဲ့ပတ်သက်ပြီးတော့တော့သွားမယ်လာမယ်လူတွေရှိတယ်ဆိုရင်မကြခင်မှာသတင်းကောင်းတွေကြားရမယ်ဆိုတဲ့လတဲ့မှာရှိပါတယ်ဒီတစ်ချက်တော့အရန်ကောင်းပါတယ် ပညာရေးနဲ့ပတ်သက်မယ်ဆိုရင်ယူဆိုင်ပြပါခင်ဗျာပညာရေးနဲ့ပတ်သက်ပြီးစိတ်ဝင်စားတာတွေစိတ်မပါတာတွေပညာရေးနဲ့ပတ်သက်ပြီးတော့ဆောင်းပွဲကြတာတွေကြုံတွေ့နိုင်ပါတယ်ဒါကြောင့်မို့ကြောက်နေတဲ့အကြံပြုရမယ်ဆိုရင်ဘေးရနောက်မှာကြောက်ရေဒီယာလေးပေးမယ်ဒီရေဒီယာလုံးလက်ချင်အဖြစ်ဆောင်းပွဲကိစ္စလေးတွေပြည်လဲအဆင်ပြေသွားမှာဖြစ်ပါတယ်ရေဒီယာကိုတော့ပြောင်းလုပ်ပေးပါခင်ဗျာအထူးတတိထားရမှာကအလောက်တိုင်းစီးပွားရေးပတ်သက်တာအညံ့ဆုံးပဲနော်အညံ့ဆုံးပဲတော်တော်များများကကောင်းတယ်ဆိုပေမဲ့အလုံးနဲ့ပတ်သက်အထူးပြုဆိုင်ပေးပါခင်ဗျာ ။ဘာကြောင့်လဲဆိုတော့ဒီလူတယောက်ကိုအနားမှာဓားတွေကပတ်လဲဝိုင်းထားတယ်ပြီးတော့သူ့ရဲ့မျက်လုံးကိုလည်းစီးထားတယ်။ပြီးတော့ရင်တော့သူ့ရဲ့ခနာဝဲကျိုးတယ်ချီနှောင်ထားတယ်ဆိုတဲ့နမိတ်တွေမှာရှိပါတယ်။ကျောင်းလေးနဲ့အကြံပြုရမယ်ဆိုရင်ဘော်ဒိုတာရီနေနဲ့အလောက်တိုင်းစီးပွားရေးလုပ်မယ်ဆိုရင်မျက်စိကိုဇုံမိတ်ပြီးတော့မလုံသေးပါဘူး။ကံကိုယုံပြီးတော့လည်းမလုံသေးပါဘူး။ အရေးကြီးတဲ့ကိစ္စတွေလုပ်မယ်ဆိုရင်တတိကြကြာလေးနေလာစဉ်းစားပြီးမှတုံ့တက်ပြီးမှအလုပ်တွေကိုစတင်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်အကောင်းဆုံးကတော့ဒီဆက်လာပိုင်းမှာအလုပ်တွေစတင်တာတွေအလုပ်တွေတိုးချဲ့တာတွေအလုပ်ပြောင်းတာတွေဆွေးနွေးတာတွေမလုပ်ပါနဲ့အကျိုးမပေးဘူးဆိုတဲ့ကာလနဲ့မှရှိပါတယ်ကိုကမဖြစ်မနေလုပ်ရမယ်ဆိုရင်တတိကြကြာလေးတော့အကွက်ချကြီးစီစဉ်ပြီးမှပဲလောက်ခိုင်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ဘာချောက်လဲဆိုတော့ကို့မှာအပိတ်ပင်တွေအသားစီးတွေအဟန့်သားလေးတွေအများကြီးရှိနေလို့ပါ အားဒီအပိတ်ပင်အသားချင်းဟာကြော်လွှားနိုင်မယ်ဆိုရင်တော့ခါတိုင်းလာနဲ့မတူပဲခါတိုင်းနဲ့နဲ့မတူပဲနဲ့အောင်မြင်မှုကြီးကြီးကျယ်ကျယ်ကိုရရှိတတ်ပါလေ။ဒါကိုကြော်လွှားဖို့ကလည်းမလွယ်တဲ့ကိစ္စတစ်ခုပါ။ဒါကြောင့်ကျွန်နေနဲ့အကြံပြုရမယ်ဆိုညင်ငင်လေးပဲနေပေးပါလို့ပဲအကြံပြုချင်ပါတယ်ခင်ဗျာ။ကဲကျွန်တော်စောစောတော့ပြောခဲ့တယ်နော်။ငွေအချိန်နဲ့ပတ်သက်ပြီးတော့အရန်အားကောင်းနေတယ်။ကန်နဲ့ပတ်သက်ပြီးတော့ငွေဝင်လာနိုင်တယ်ဆိုတဲ့နိမိတ်ထဲမှာရှိနေတယ်။ဒါကြောင့်ကန်ဆန်းချင်တယ်ဆိုရင်တစ်ပါရဲ့နံပါတ်လေးတွေ၊ကိုးပါရဲ့နံပါတ်လေးတွေကအရန်ကြိုးပေးပါလေ။ ဒါကြောင့်မို့ကွာကန်ဆန်းချင်နေဆိုရင်တစ်ထက်ကိုပိတ်လေးတွေကိုစမ်းတက်ကြည့်ပါလို့အကြံပြုချင်ပါတယ်။ကန်ကောင်းနေတဲ့အရောင်ကအဝါရောင်နဲ့အနီရောင်လေးတွေကကန်ကောင်းပါတယ်။အကျိုးပေးနေတဲ့အရောင်တွေဖြစ်ပါတယ်။ကိုကအရေးကြီးတဲ့ကိစ္စတွေပြောဆိုတာပဲဖြစ်ဖြစ်အရေးကြီးတဲ့ကိစ္စတွေလှုပ်ဆောင်တာပဲဖြစ်ဖြစ်ဒီလိုအရောင်တွေဝတ်ဆင်ခြင်းအပြင်လှုပ်ဆောင်ခြင်းအပြင်ကန်ကောင်းမှုလေးတွေရရှိမှာဖြစ်ပါတယ်။ဒါကြောင့်ဘုဒ္ဓသာရီတွေကံနဲ့ပတ်သက်ပြီးတော့အယံကျိုးပြနေတဲ့ကာလတွေမှာရှိပါတယ်။အထူးသတိထားရမှာတစ်ခုတော့ရှိတယ်အယံရည်ကြီးတယ်။ ဒီနမိတ်ကိုမြင်အောင်ကြည့်ပါဒီကဲကိုကြည့်ရမယ်ဆိုရင်အရန်ကြောင်းလန့်စရာတွေရှိနေပါတယ်နော်ဒီကဲကိုကြည့်ချင်းအားဖြင့်မိတ်ဆွေတို့ကိုဒီ12လပိုင်းမှာမမြင်နိုင်တော့လောကီပညာတွေနဲ့ပြုစားတာမျိုးနှောက်ဆက်တာမျိုးတွေကြုံတွေ့နိုင်ပါတယ် ရက်ဝေးသွားမဲ့သူတွေခီးထွက်မဲ့သူတွေကလည်းမသွားသေးမထွက်သေးတဲ့ကာလာထဲမှာရှိပါတယ်အဲ့လိုသွားမိမယ်ထွက်မိမယ်ဆိုရင်နော်အပိပင်းအသားစီအဟန့်တာကြောင့်ကြက်ကြာတာမျိုးတွေကြုံတွေ့နိုင်ပါတယ်။နောက်လာလောက်မှသွားမယ်ဆိုရင်တော့အကျိုးထူးတွေရရှိမှာဖြစ်ပါတယ်။ကိုကမဖြစ်မနေသွားစရာရှိတယ်ဆိုရင်တော့နော်ဖះမှာနော်ကိုက၅ပါးတီလာတွေခံယူကိုအိမ်ကဖះလဲရတယ်နော်။ပြီးွားရင်လမ်းတစ်လျှောက်လုံးမှာဘုဒ္ဓံတရဏံကိစ္ဆာမိတမ္ပံတရဏံကိစ္ဆာမိတန်ကံတရဏံကိစ္ဆာမိဆိုပြီးတော့တရဏကုံ၃ပါးကိုရွတ်ဖက်ပြီးတော့သွားပါ။တခြားပါတာဝင်နေတဲ့ကလည်းကိုရဲ့ဘာသာလိုက်လေဘာသာလျှောက်လ ုပ်ပြီးမှသွားမယ်ဆိုရင်တော့အညက်တချို့ပြဖြောက်သွားမှာဖြစ်ပါတယ်ကျွန်တော်ပြောတဲ့အချက်ကိုတေချာလိုက်နာနိုင်မယ်ဆိုရင်ဘရိုတာရီတွေတခြားနေနဲ့မတူဘဲနဲ့ကံကောင်းမှုလေးတွေတေချာပေါင်းရရှိမှာဖြစ်ပါတယ်ဒီဆရလပိုင်းမှာဘရိုတာရီနေနဲ့မကောင်းတော့လောကီပြန်ပြုစားနှောက်ဆက်တတ်တာဘာကြောင့်ကျွန်တော်ပြောရတာလဲဆိုတော့ဒီကနှစ်မရပြောရမယ်ဆိုရင်ဒီလိုမျိုးတွေဖြစ်လာဖို့ရန်ကန်တော့အားပြေရများတယ်ဥပမာခင်ဗျမိတ်ဆွေကခါတိုင်းလာတော့က အာနေကောင်းနေအဆင်ပြေတယ်ဆိုဒီလထဲမှာဥမာအစီကန်းစီအောင်သွားလို့မပြောင်းဘူးဘာဖြစ်လို့ဖြစ်နေမှမသိဘူးတွေးစစ်သမှန်ရိုက်လဲအပြင်မပေါ်ဘူး။နောက်စိတ်နဲ့လူနဲ့မကပ်ဘူးအမြဲတမ်းလို့လို့စိတ်ညစ်နေတယ်။သူများကိုစင်နာလိုက်ပြောရင်လေကိုကပြန်ပြီးတော့ကောက်ကောက်မှုမပြောဘူး။တစ်ချိန်လုံးဒေါ်လာထွန်းတစ်ချိန်လုံးစိတ်တူနေတယ်။ပြီးရင်ဖျားတရားလည်းမလုပ်ချင်ဘူးကိုယ့်ရဲ့စီးပွားရဲ့အလောက်ကန်ပိတာဆိုရေးလေဘာတစ်ခုမှအဆင်မပြေတဲ့သူတွေရှိတယ်ဆိုရင်တော့ဒါအနောက်ဆက်ဖြစ်ဖို့များနေပါပြီ။အဲ့လိုခံစားနေရတယ်ဆိုရင်ကျွန်တော်ကိုဆက်သွယ်လာပေးပါကျွန်တော်အခမဲ့စစ်ဆေးပေးပါမယ်။ ကျွန်တော်ပြောတဲ့ချက်နဲ့ညှိမှပဲဆက်သွယ်လာနော်လူတိုင်းအဲ့မကြောက်ရဆက်သွယ်လာမယ်ဆိုရင်အဆင်မပြေဘူးအခမဲ့ဆိုတော့လေကျွန်တော်မှအားရတဲ့အကြောင်းမှာစစ်ပေးရမှာဖြစ်တော့ကြောင်းမိတ်ဆွေတို့တကယ်အကူအညီလိုမှပဲဆက်သွယ်လာပေးပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ရေတရားလေးပေးမယ်ဒီရေတရားကိုလှုပ်လိုက်ချင်အောင်ကံကောင်းမလို့တေချာပေါက်ကိုစီကိုရောက်ရှိမှာဖြစ်ပါတယ်ရေတရားကိုတော့ဖြစ်အောင်လုပ်ပေးပါခင်ဗျာကဲဒါဆိုရင်ကျွန်တော်တို့တူတူရေတရားလေးကိုလိုက်ကြည့်ကြမယ်ခင်ဗျာ ခြေရမယ့်ရေဒီယာကမခက်ပါဘူးလွယ်ကူပါတယ်ရေဒီယာနှစ်မျိုးခြေရမှာဖြစ်ပါတယ်ဒီရေဒီယာကိုခြေလိုက်ခြေရပြေဘောဒူသားတွေကံကောင်းခြင်းတွေတေချာပေါင်းဒီဆန္ဒလပိုင်းမှာကြောက်ရှိလာမှာဖြစ်ပါတယ်ခြေရမယ့်ရေဒီယာကဘောဒူသားတွေအနေနဲ့ကံရမ်းကောင်းခြင်းတွေဒီထက်ပေါ်တော့အဆင်ပြေခြင်းတွေအလုပ်တွေစီးပွားရေးတွေကျန်းမာရေးတွေကောင်းခြင်းတွေဆိုရင်တော့ဘောဒူနေမနက်9:45နာရီမှာကိုနေတဲ့အိမ်ကဖရာကျောင်းဆောင်မှာအုံနှုတ်ခောက်ဆွဲလေးကိုစက္ကန့်လူတန်းပေးပါအဲ့ဒါအဆင်မပြေလို့ရှာရခတ်တဲ့နိုင်ငံသားတွေအနေနဲ့ အုံဒီပါတဲ့မုတ်တွေကိုဘုရားကိုကတ်လူလူဒန်းပေးလို့ရတယ်။ကိုအစင်ပြေတဲ့ဟာလေးတွေကိုဘုရားကိုကတ်လူလူဒန်းပေးပါ။ဒုရယတစ်ချက်ရတရားကညနေပိုင်းမှာနော်အင်ကာနနဲ့ပတ်သက်တဲ့အရွက်အညွတ်တွေကိုချနှင်းပေးပါ။ဥမာလွယ်ကူဆုံးပြောရမယ်ဆိုရင်ဇီးပင်ရှိတယ်ဆိုရင်ဇီးပင်အညွတ်ကိုခြွေပြီးတော့ကိုယ့်ရဲ့နေတဲ့အိမ်ရဲ့ဖနက်စင်နော်ဖနက်ထားတဲ့နေရာမှာချပြီးတော့ကိုဖနက်စီပြီးတော့စိတ်ကျင်တဲ့တည်းချနှင်းပေးပါ။ ဲ့ဒါကိုချနေအားဖြင့်ကိုယ်မမြင်နိုင်တော့လုတ်ကြည့်ပြန်ပြူစားနောက်ဆက်တယ်ဆိုတော့တချို့ကိုပြောတာတော့အကာအကွယ်လေးဖြစ်စီပါတယ်ပြီးတော့အဲ့နင်းချေထားတဲ့နောက်ခဏပြောတဲ့ဇီးညို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ဆိုရင်ဇော်စိမ့်ပင်လည်းရတယ်ပေါ့နော်အဆင်ပြေတဲ့ဟာလေးကိုအင်္ဂါနံနဲ့ပတ်သက်တဲ့အညို့တွေအညို့တွေအကုန်ရတယ်အဲ့ဒါကိုကိုယ်ကချနေထားပါပြီစိတ်ကျဉ်တတ်သွားပြီဆိုရင်ခဏကနင်းထားတယ်အဲ့ဘာညို့ပဲဖြစ်ဖြစ်ပေါ့နော်ဥမာဇီးညို့ပဲထားလိုက်ပါတော့ဇီးညို့ကိုကျွန်တော်ခြင်ပြီးတော့ချောင်းမှာတမျောပြစ်လိုက်မှဖြစ်ပါတယ် ဲ့လိုမျောပြတဲ့နေရာမှာပြောရမယ့်စကားလေးရှိပါတယ်ငါ့အစီမှာရှိတယ်မကောင်းတဲ့အညံ့တွေမကောင်းတဲ့အရာတွေနောက်အနှောက်ဆက်ပေးမဲ့အရာများအလုံးတို့ဒီဟောဒီဇီးမျိုးနော်ဒါမှမဟုတ်ရင်စော်စိမ့်မျိုးနဲ့ချောင်းကနေတပါတဲ့မျောပါသွားပါစီဆိုပြီးတော့လွှင့်ပြပြီးတော့စုတောင်းရမှာဖြစ်ပါတယ်ဒီအရောင်ခြေလိုက်ခြင်းအပြင်ဘုဒ္ဓသာရမီတွေအညံ့နဲ့ပြပြောက်သွားပြီးတော့ကောင်းတဲ့အရာလေးတွေကိုယ့်စီကိုရောက်ရှိလာမှာဖြစ်ပါတယ်ဒီကြေရအောင်ဖျောက်ချေပေးပါဦးကျွန်တော်အကြံပြုချင်ပါတယ် မျော်လေးအဆုံးမတက်ခင်မှာကျွန်တော်အကူအညီတစ်ခုတောင်းချင်ပါတယ်ကိုလိုမျိုးပဲအခက်ခဲတွေအကျက်တွေရင်ဆိုင်နေရတဲ့လူတွေမြင်တွေ့ရအောင်ဒီဗီဒီယိုမျက်နှာနဲ့ဝေမျှခြင်း share ခြင်းလုပ်ဖို့မေ့ပါတယ်ခင်ဗျာမေ့ဆိုလို့ share တစ်ချက်ကတစ်ဖက်ကအခက်ခဲဖြစ်နေတဲ့အချိန်ကြေညာလိုက်ချီလို့အဆင်ပြေသွားမယ်ဆိုရင်မေ့ဆိုရင်ကျွန်내ကထပ်တူကုလို့ရမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီဗီဒီယိုမျက်နှာနဲ့ share ဖို့မေ့ပါတယ်ခင်ဗျာကျုံမင်းဆွေတွင်နှစ်အစနှစ်အစုံကောင်းတော်နမိတ်ကောင်းတော်တိတ်ကောင်းတော်ငွေချင်းနဲ့ပြည့်စုံပြီးပျော်စွင်သောမိသားစုပေါ်ပျော်စွင်သောချစ်သူပေါ်တွေပိုင်ဆိုင်ပြီးတော့ ငွေကြီးလောက်ကင်တူကလည်းအဆင်ပြေပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးပါတယ်ခင်ဗျာ။နောက်နေ့မှပြန်လည်ဆုံတွေ့ကြပါမယ်။ဆွေလန်းချမ်းကျင်ကြပါစေခင်ဗျာ။မဲဆီတော့တိချင်တဲ့အရာလေးတွေမဆင်းတဲ့အရာတွေကျွန်တော်မေးမြန်းချင်တဲ့ဟာတွေရှိတယ်ဆိုရင်ကွန်မန့်မှာမှတ်လာခဲ့ပေးပါခင်ဗျာ။မဲဆီတော့တိချင်တဲ့ login နဲ့ပတ်သက်တဲ့အရာလေးတွေရေဒီယာလိုချင်ရတဲ့ဆိုရင်လည်းပြောပါကျွန်တော်အားရအလို comment တိုင်းဖတ်ပြီးတော့ကျွန်တော်ပြန်ပေးပါမယ်။ပြီးသွားရင်အရန်ကောင်းတဲ့နော်မေးခွန်းတွေဆိုရင်ဗီဒီယိုလေးလုပ်ပြီးတော့ကျွန်တော်ပြန်ပြီးတော့တင်ပေးမှာဖြစ်ပါတယ်။ ကျောင်းမင်းဆွေတွေဆွေလန်းချမ်းကြီးကြပါစေခင်ဗျာနောက်နေ့မှပြန်လည်ဆုံတွေ့ကြပါ